ဗီယက်နမ်လူမျိုးတွေကဟောင်ကောင်ကနေတဆင်ကိုရီးယားဆီအွန်လိုင်းနဲ့သွားကြတယ်။ပွဲစားကသွားမဲ့လူတွေကိုကွန်တိနာနဲ့နေရာချတယ်။ဒီလုံထဲမှာနေမကောင်းတဲ့လူပါပေမဲ့ဂိမ်းဝင်ဆိုင်ဘူး။ကိုရဲကြပြီးတဲ့နောက်ကွန်တိနာကတောင်ကိုရီးယားစိတ်ကန်းစီရောက်သွားတယ်။ကားအက်ဆီဒန့်တစ်ခုဖြစ်လို့ကေဇေးအဖွဲ့ကရောက်လာတယ်။ပြုံးချကန်ဒီဆက်ဆက်ဖြစ်နေတဲ့ကားတွေကမျိုးသမီးကိုတင်ထုံးကဆင်းခဲ့တယ်။လူကိုကယ်လိုက်နိုင်ပေမဲ့ကားကတော့အောက်ကိုပြုံးချသွားတယ်။တင်ထုံးကယ်လိုက်တဲ့မျိုးသမီးရဲ့နာမည်ကဒူစာဖြစ်ပါတယ်။ဒူစာကကျဲသွင်းတဲ့စကားတစ်ခုတော့မပြောဘဲဆေးရုံကားနဲ့ပါသွားတယ်။နေ့တိုင်းပိုင်းတော့ဒူစာရောက်လာတယ်။ပြုံးချသွားတဲ့ကားထဲမှာအရင်ကြီးပစ္စည်းပါသွားလို့လိုက်ယူပေးဖို့ကွန်ကြီးတောင်းတယ်။ကားကအနေကြီး ဲပြုတ်ကျသွားတာမို့လို့တင်ထုံးကမကူညီလိုက်နိုင်ဘူးကွန်တိန်နာရောက်လာတာကြောင့်ကိုရီးယားမှာရှိတဲ့ပွဲစားညီကိုကလူလီလာထုတ်တယ်တကားဖွင့်လိုက်ပေမဲ့ဘာတမ်းမှမကြားရဘူးမိထိုးကြည့်လိုက်တော့ကွန်တိန်နာထဲမှာလူတွေအကုန်တင်နေတာကိုတွေ့လိုက်ရတယ်သူတွေကအင်းမင်းဆိုတဲ့ကောင်လေးတယောက်အသက်ရှင်နေလို့ခေါ်လာတယ်အင်းမင်းကိုအပ်ပြီးတော့ပတ်စံထုတ်ဖို့လုပ်ပေမဲ့လမ်းမှာရင်အင်းမင်းကထွက်ပြေးသွားတယ်ပွဲစားတဲ့ကညီဖြစ်သူကျမ်းမာရင်မကောင်းလို့ဈေးဆိုင်မှာဆေးလာဝင်တယ်သူစားကသူ့ရဲ့တနာစားတဲ့ကကားရင်းပါသွားလို့ပေါမခဆိုတာခံလိုက်ရတယ်တင်ထုံးကအန်လီကြားတဲ့ဆင်မီသူစားအိတ်ကိုယူပေးတယ်အိတ်ရတဲ့အချိန်မှာဖုန်းဝင်လာတယ်သူစားသမီးလေးကကြောင်းလာကြို့ဖို့အမေကိုဖုန်းဆက်ခေါ်တယ်ဖုန်းက တင်တွန်းစီရောက်နေတာမို့မိမိကိုကြောင်းလာကြိုပြီးလက်ကင်အိတ်ကိုမိမိလက်ထဲထည့်ပေးလိုက်တယ်။တဘောကျတဲ့ကောင်မလေးမှသမီးရှိနေလို့စိတ်ညစ်သွားတယ်။တချိန်တုန်းကပဲဒီမျိုးလုံးမှရှိတဲ့လူတွေချောင်းဆိုးပြီးမူဝေတာခံစားနေရတယ်။သူစားအိမ်ပြန်ရောက်တော့သူတင်တာအချက်အလက်တွေသမီးလေးနဲ့အတူရှိနေလို့ဝမ်းသာသွားတယ်။ညစာပြနေတဲ့အချိန်အေးပေါ်လူနာရောက်လာလို့ဆင်းယုံကိုဖုန်းခေါ်ကြည့်တယ်။လူနာရဲ့ခြေနေကမတင်ကစရာကောင်းလို့ပစ္စည်းတွေယူဆကြည့်လိုက်တော့ကိုလင်နာရဲကဗီဒီယိုကိုတွေ့ပြီးဒီကနေ့ယောဂကုမန်တီးလိုက်တယ်။လူနာစောကိုကိုလင်နာရှိတဲ့နေရာမေးမိမယ်ပြန်မဖြေပဲဆင်းယုံထဲမှာတောင်းကြတယ်။မိမိအိမ်အရတော့အစာကျွေးနေကြလမ်းမကြောင်လေးကိုလိုက်ရှာရင်အိမ်မင်းနဲ့တွေ့ပြီး ီးမေမီကားတိုက်ခံရမလို့ဖြစ်တာကိုအေးမင်းကဝင်ခဲ့တယ်။အပြားရှိနေလို့မေမီနဲ့ဝေးဝေးသွားဖို့လုပ်ပေမဲ့မေမီကသူ့မှာပါတဲ့မုတ်တွေကျွေးတယ်။ဒီလိုနဲ့သူတို့နဲ့တငယ်ချင်းတွေဖြစ်သွားတယ်။ဆေးရုံမှာလူနိုင်လက္ခဏာကိုစေ့ကြည့်တော့ဘီယန်နာမှာဖြစ်မှုတဲ့ငှက်တုပ်ကွေးရောဂါဆိုတာသိလိုက်တယ်။ငှက်တုပ်ကွေးကကိုနေနာထဲမှာဗီဇာပြောင်းပြီးအခုလိုအခြေအနေဆိုးလာမယ်သိသွားကြတယ်။သူတို့အဖေရှာနေတုံးမှာပဲလက္ခဏာဆင်တိုးတဲ့လူနာတွေဆေးရုံကိုရောက်လာကြတယ်။မေမီဖုန်းဆက်ခေါ်လို့ရောက်သွားတော့အေးမင်းကိုရှာဖို့ကူညီတောင်းတယ်။အေးမင်းကဖြူလာမဲလားမသိတာကြောင့်မေမီကိုချော်ပြီးမုတ်ဆိုင်ခေါ်သွားတယ်။ကိုနေနာကိုရှာတွေးလို့သူစားတို့သွားကြည့်ပြီးမီးရှို့ဖျက်ဆီးလိုက်တယ်။တကိစားနဲ့ပတ်သက်လို့တမနာ ားဂျင်းနဲ့ဝင်းဂျင်းတွေကောင်းခဲ့ကုန်နဲ့မိမိနဲ့စကားပြောရင်းနဲ့အဖေဖြစ်သူကသူ့သားမေကိုပြစ်သွားမှန်းသိလိုက်ရတယ်။တခြားမျိုးတွေပါယောဂကုမဆိုလို့ဒီမျိုးလုံးကိုပေးပြဖို့စီစဉ်လိုက်တယ်။စားကျင်တာစားပြီးအိမ်ပြောင်းသွားတဲ့မိမိကိုအိမ်ပြန်ဖို့ဖို့လုံနေတဲ့အချိန်ဒုက္ခရောက်နေတဲ့အမျိုးသမီးကိုမြင်လိုက်တယ်။မိမိကိုခုံမတင်ပြီးအဲ့ဒီအမျိုးသမီးကိုသွားကူညီတယ်။ကော်ဒီနာတွေကဗီဒီယိုကိုပြန်ကြည့်တော့တယောက်အသက်ရှင်ကျန်နေတာကိုတွေ့လိုက်ရတယ်။ခုဆက်ခံထားတဲ့လူနာတွေအများကြီးဆင်းုံရောက်လာတယ်။ခြားထားတဲ့ခုံမမိမိမရှိတော့လို့တင်ထုံးစိတ်မှုသွားတယ်။ဂျမားရဲ့အဖွဲတွေကိုရဟန်းရင်နဲ့ဒီမျိုးကနေထုတ်ဖို့လုပ်ပေမဲ့သူစားကသမီးလေးကိုပြန်ခေါ်ဖို့နေခဲ့တယ်။ခုဆက်ယောဂအကြောင်းမျိုးဝင်ထွက်ကိုပေးလိုက်တယ်။ဖို ုံးဆက်ကြည့်တော့မိမိကကုန်တိုင်ထဲမှာရှိနေတယ်ဆိုတော့ဒုစားရောက်လာတယ်။ဒေးစင်တိုင်းနဲ့ကူးဆက်ရောက်တာကြောင့်လူတွေကကုန်တိုင်ထဲမှာအစားအစာတွေအလို့ရဝယ်ကြတယ်။တင်းတို့နဲ့ဒုစားတို့နှစ်ယောက်မိမိကိုရှာတွေ့တဲ့အချိန်ကုန်တိုင်ထဲကလူတွေကိုရှင်းလင်းလာလို့တယ်။ကုန်တိုင်တကားကိုပိတ်ချလိုက်တာကြောင့်အပြင်ရောက်အောင်အမြန်ထွက်ရတယ်။မိမိတို့သားအမီကိုဒီကနေထွက်သွားခိုင်းပြီးတင်းတို့ကအထဲမှာပိတ်မိနေတဲ့လူတွေကိုကယ်ဖို့လုပ်နေခဲ့တယ်။အဲဒီအချိန်တင်းတို့စီနီယာရောက်လာပြီးကယ်စင်ကြီးကိုလုပ်တယ်။ဒုစားတို့သားပဲလေစိတ်ကိုရောက်တော့မိမိကဖျားနေလို့ထွက်သွားခွင့်မပေးဘူး။ကြောင်ညာလေးကိုတော့ဝင်လာခွင့်ပေးလိုက်တယ်။ယောဂဖြစ်သူတွေကိုတေးချခိုင်းတွေကိုစစ်သားတွေပါရောက်လာတယ်။မျိုးသူမျိုးသားတွေအကုန်လုံးကို ဒီနေရာထဲမှာဆိုထားပြီးယောဂရှိသူနဲ့မရှိသူခွဲတယ်။နိုင်ငံခြားကပညာရှင်တွေပါရောက်လာပြီးဒီ90ယောဂကိုဘယ်လိုကင်တွယ်ရမလဲစဉ်းစားတယ်။ဒူစာကဒီမျိုးကနေထွက်သွားဖို့လုပ်ဝင်မယ်ဘယ်လိုမှမတက်တာလို့ယောဂရှာဖွေတဲ့တဲနေတဲ့နေရတယ်။နမက်ဆင်လိုက်တန်းစီအန်ဂျီတွေချုပ်ပြီးတယောက်ချင်းစစ်စစ်ခင်ရတယ်။မိမိကိုအန်ဂျီချုပ်ပြီးတဲ့အချိန်နားတော့မှလက္ခဏာပြနေတာကိုမြင်လိုက်ရတယ်။စကမ်းမှာရှိတဲ့လူတယောက်ထားတောင်းကျလို့ရောရင်းဆန်ခဲဖြစ်နေတော့မှတမီးလေးအစစ်မခံရအောင်တွန်းပို့လိုက်တယ်။သူတို့သားမိကိုတင်ထွန်းကလာတွေ့ပေမဲ့တင်ထွန်းကိုတမီးလေးနာကမ်းမခံဘူး။ပြဿနာရှာတဲ့သူတွေကိုစစ်သားတွေကဂန်းနဲ့ဖဲချောက်တယ်။ကွန်မင်းဆိုတဲ့ကောင်းဆောင်ရောက်လာပြီးတားလိုက်တယ်။စကမ်းမှာရှိတဲ့က ာယောဂကုသခံထားတဲ့လူတွေကိုကုပေးဖို့အတွက်အဆောက်တွေကဖန်ခေါ်သွားတယ်တင်းတို့ဝန်ထမ်းတွေကဥမင်းနဲ့တပွဲတဲ့နေရတယ်ယောဂမရှိတဲ့လူတွေကိုနှစ်ရက်နေပြန်လုပေးမယ်ဆိုပေမဲ့ဥမင်းကဒီစကားကိုမယုံဘူးတင်းတို့ကသူ့ရဲ့စားစရာတွေသူစားကိုကျွင်းမိမိမှာယောဂကုထားမှန်းသိလိုက်ရတယ်မိမိကိုကုသမဲ့စီပို့ဖို့သူစားကိုနားချတယ်ဒီယောဂကိုကုဖို့အစင်းမရှိဘူးဆိုတာသိတဲ့သူစားကသမီးလေးကိုသူနဲ့အတူထားခြင်းနဲ့ယောဂကုခံထားတဲ့လူတွေကိုစစ်စင်းရင်းကနေကနေဥမင်းကိုတွေ့သွားကြတယ်ကိုရီနာကလူကိုရှာတွေ့တာကြောင့်ဂျမိုင်းဝန်ထမ်းတွေကသူစားကိုလာခေါ်တယ်သူစားကကလေးကိုတင်းတို့လက်ထဲအပ်ပြီးဆေးရှာဖို့ထွက်လာတယ်ဥမင်းကကုဆက်ခံထားရ ပေမဲ့လက္ခဏာမပြဘဲဗိုင်းရပ်ကိုခုခံနိုင်မယ်တွေ့လာရင်မိမိအခြေအနေဆိုးလာတာကြောင့်ဖုန်းလေးနဲ့ကာတွန်ကားပြရင်သူစားပြန်ရောက်လာပြီးမိမိကိုခေါ်သွားတဲ့အချိန်ကျမရင်ဝန်ထမ်းတွေရောက်လာပြီးမိမိနံပါတ်ကိုရှာရင်တင်တို့ကနံပါတ်ပိုင်ရှင်လုံးဝေခံပြီးလာခေါ်တဲ့နောက်လိုက်သွားရင်တင်တို့ရဲ့နံပါတ်ကိုသိတဲ့စီနီယာကဒီလိုလုပ်တာကိုအံ့ဩနေတယ်ဗိုင်းရပ်ပြန့်တဲ့နှုန်းကအရင်မြန်လို့စကန်တွေကနေဘသူ့ကိုမှထွက်ခွင့်မပေးဖို့ဆုံးဖြတ်လိုက်တယ်။တခြားမျိုးတွေစီကုမဆိုလို့ဒီမျိုးသားတွေကို stay ပြဖို့ဆုံးဖြတ်လိုက်တယ်။ဒါတွေကိုကြိုတင်ထားတဲ့ဦးမင်းကလည်းထိုးပြီးဒီမျိုးကနေထွက်သွားဖို့လုပ်တယ်။စီနီယာကဦးမင်းကိုကယ်ပြီးတင်တို့ကယောဂတွေမဟုတ်ဘူးဆိုတဲ့ထောက်ခံချက်ယူတယ်။သူစားကလုံဖို့ကိုင်မဲ့ဆရာဝန်ကိုပတ်ထုတ်ပြီးမိမိက ကိုကုဖို့လုပ်တယ်။နှစ်ရက်ကြာနေတဲ့အချိန်အပြင်မေးမထွက်လို့ပြဿနာကြီးတက်ကြတယ်။ယောဂဖြစ်နေတဲ့မိမိကိုမြင်တော့အင်းမင်းကသူ့သွေးကိုအတာကြီးနဲ့ထုတ်ပေးတယ်။ယောဂကုခံထားတဲ့ဦးမင်းကဒါကိုအပြင်ကနေလှမ်းမြင်လိုက်တယ်။ယောဂရှိရလို့ဒီနေရာအထိခေါ်လာလို့သူစားကိုအပြစ်ပေးတယ်။မိမိကတော့ယောဂအတဲတွေထားတဲ့နေရာစီခေါ်သွားတယ်။သူစားကိုညီလန်းတောင်းလို့တင်ထွန်းကယောဂအတဲတွေထားတဲ့နေရာမှာမိမိကိုလိုက်ရှာတယ်။ယောဂကုခံရတဲ့လူတွေမတည်သေးတာတော့ပလတ်စတစ်နဲ့ပတ်ပြီးမီးရှို့နေတာကိုတင်ထွန်းတွေ့လိုက်ရတယ်။ယောဂအတဲတွေပြထားတဲ့လူပုံအလယ်မှာမိမိကိုလိုက်ရှာကြတယ်။ကံကောင်းကျင်တော့အိတ်ထဲကကာတွန်ကားတန်ကြပြီးမိမိကိုရှာတွေ့သွားတယ်။ကုဆက်ခံရတဲ့လူတွေကိုတက်ပြစ်တယ်ဆိုရင်အမှန်တရားကို တည်သွားတဲ့မျိုးသားတွေကစာပြီးပုံကန်နေအချိန်နှီးဆိုးလာလို့အေးမင်းနဲ့ဂျမ်းမာရေဝန်ထမ်းတွေကိုဒီကနေခေါ်ထုတ်ရင်းလမ်းမှာစူပတဲ့လူတွေနဲ့တွေ့တယ်ဒီလူတွေကပွဲစားပါရှိနေပြီးယောဂတည်လာတဲ့အေးမင်းကိုဓာတ်နဲ့ထုတ်လိုက်တယ်အေးမင်းကိုကယ်ဖို့ဂျိုးစားပေမဲ့မမိလိုက်ဘူးမျိုးကလူတွေကဆိုးမသွားပြီးအသေးခံမှုထွက်လာတယ်တမရာကြီးကသဘောမတူတဲ့ဂျားကနေဝင်းကြီးကပြစ်မိတ်ပေးလိုက်တယ်တင်းတော့ကလူအုပ်ကြီးဂျားကနေခလင်းချီပြီးပြည်တယ်သိမကြခင်မှာမေမီကအဖျားကျပြီးယောဂတတ်တာလာတယ်မေမီပြန်တတ်တာကိုမြင်တဲ့ဦးမင်းကမေမီကိုနောက်အောင်ခံလိုက်တယ်အပြေးခတ်ဖြစ်နေတာကြောင့်မေမီကိုဘေးကင်းတဲ့နေရာမှာထားပြီးတင်းတော့ကတန်ရာရတဲ့လူတွေကိုထွက်ထုတ်တယ်အဲဒီအချိန်မှာဦးမင်းကရောက်လာပြီးမေမီသွေးကိုဖ ဖောက်ဖို့လို့လို့ပြန်ကင်လိုက်ရတယ်ဒီထက်ပိုပြီးပြည်သူတွေအသက်မခံရဘူးတမရာကြီးကပြိမိန်ကိုပယ်ပြလိုက်တယ်နောက်ဆုံးတော့မိမိကယောဂကိုခုခံနိုင်တဲ့သူပြင်ပန်းသိသွားပြီးဆေးရှာဖို့ပြင်ဆင်ဇလန်းလေးလည်းပြီးဆုံးသွားပါတယ်ကိုဗစ်တွေပြင်းဖြစ်နေတာကြောင့်လူချင်းမင်းတို့မာလကီယာမချင်းကိုကျမကြီးကိုခရူးဆိုင်ကြပါဆုံးနေကြည့်ပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပဲတင်ရှိပါရခင်ဗျာ Thank you.